ဗီနီဇွဲလာရဲ့ချုပ်ချာအာဏာကိုထောက်ခံကြောင်းတရုတ်ကပြောလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကတော့တော်တော်လေးကိုကြည်ကောင်းသွားပါတယ်။အမေရိကန်အနေနဲ့ဗီနီဇွဲလာကိုထောက်ခံမှုမရှိတဲ့နိုင်ငံဆိုပြီးတော့အလင်းစလုံးမဝင်ရတော့တဲ့အခြေအနေစိုက်သွားပါတယ်။အမေရိကန်ရဲ့တင်မဝင်နေတဲ့အချိန်မှာတရုတ်နိုင်ငံဟာဗီနီဇွဲလာရဲ့ချုပ်ချာအာဏာပိုင်ဆိုင်ခွင့်ကိုထောက်ခံအားပေးနေတယ်လို့ဗီနီဇွဲလာကမ္ဘာနီကိုလတ်စ်မာဒူရိုကပြောပါတယ်။ ဒီစမလေးရနေ့ကထုတ်လွှင့်ခဲ့တဲ့ကိုမာရီယိုဒီရပန်တစ်ရေဒီယိုစီစဉ်မှာမာရီယိုကအဲ့ဒီလိုမှတ်ချက်ပေးခဲ့တာပါမာရီယိုကလက်နက်ကန်တိုက်ပွဲဝင်အောင်ဆိုရင်တော့ဒါဟာငင်းချင်းချုပ်ချာအာနာနဲ့ကျွန်တော်တို့မိခင်ညီအတွက်တိုက်ပွဲဝင်တာပါလို့ပြောပါလိမ့်ဗီနီဇွဲလားနိုင်ငံအနေနဲ့ချုပ်ချာအာနာကျင်းသုံးခွင့်နဲ့ငင်းချင်းခွင့်ရှိတော့ကိုဘေကျင်းကလူသိရှင်ကြားထောက်ခံထားတယ်လို့သူကဆိုပါတယ်မေဂန်မီရာဇူကကာရေဘီယံနဲ့ပစိဖိတ်ဒေသတွေမှာဆေးလှုပ်ရှားမှုတွေအရှိန်တိုးမြင့်ချိန်မှာမာရီယိုကအဲ့ဒီလိုတုံ့ပြန်လိုက်တာပါ ဆယ်နှစ်မလောက်ဆောမယားအမေရိကန်တပ်တွေဟာမူရင်းမောင်ခွန်လေးယူဆတဲ့ရင်းရင်းတွေကိုအ ਨੇ စုံ20ကျင်းတိုက်ခတ်ရမှာလူ80ကျော်သေပါတယ်။တမောထရန့်ဟာမာဒူရိုဆိုရပေါ်ဖိအားပေးမှုတွေတိုးမိနေပြီးမာဒူရိုကမူရင်းစေဝါရောင်းဝယ်ဖောက်ကားမှုတွေကိုခွင့်ပြုပေးနေတယ်လို့ဆွဆွဲပါတယ်။မာဒူရိုကအဲ့ဒီဆွဆွဲချက်တွေကိုအကြီးကြီးညှင်းဆိုပါတယ်။ညှင်းဆိုရင်ညှင်းဆိုရင်လည်းအမေရိကန်နဲ့ဗီနီဇွဲလာကြတဲ့မှာပြဿနာကပုံမှုပြီးတော့အကြီးထွားလာတာဖြစ်ပါလိမ့်။ မရိကန်ကဗီနီဇွဲလာပြည်တွင်းနဲ့ဒီဝင်ရောက်တိုက်မရောက်အောင်ဖြစ်နေပါတယ်။မူရစ်စပြည်မတ်တွေကိုအကန့်အသတ်နဲ့တိုက်မဲ့သဘောရှိတယ်လို့ခရက်စကားတွေကဖော်ပြနေပေမဲ့တကယ်တမ်းကတော့မာရူရိုကိုဖျောက်ချဖို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီတက်ခမူကလေကြောင်းတက်ခမူနောက်မှာအထူးတစ်ဖက်စီနင်းမှုနဲ့အဓိကခေါင်းဆောင်ပိုင်းကိုဖယ်ရှားပြီးတိုက်ခံကိုကျင်းပပြီးတော့မာရူရိုကိုဖျောက်ချမဲ့ပုံမကျပြန့်တဲ့ စည်ရင်အစဖြစ်နိုင်တယ်ဆိုပြီးတော့လိလာသူတွေကပြောပါတယ်ဒီလိုအချိန်မှာမာရူဘက်ကနေပြီးတော့တရုတ်ကအထောက်ခံတယ်ဆိုပြီးဝင်ပြောလာတာပဲဖြစ်ပါတယ်အမေရိကန်ဟာအဲ့ဒီဒေတာတွေကိုတက်တဲ့အလုံးကြီးပို့နေပြီးကာရေဘီယံပင်လယ်မှာစစ်သည်မောစစ်တစည်းပါရေတသင်းမောအုပ်စုကြီးနဲ့ USS Draft Four လို့လူသင်းမောကြီးပါပါတယ်တသားပေါင်းတသောင်းဝန်းနဲ့စစ်လေရင်တရာအသိပြထားပါတယ်ဒီဇလန်ပစ္စည်းတွေကပေးတဲ့တရေစကားကရှင်းပါတယ်အမေရိကန်ဟာစည်ရင်ဖြစ်ရှင်းမှုကိုရွေးချယ်ရင်နိုင်မယ်ဆိုတဲ့သတင်းပါပဲ။ ဒီချင်းကိုတမထွန်းကအင်ဘီရိုဆိုရစီဝေတက်ရောက်တဲ့အခါမှာသူကတိကျပြောပြီးထောက်ခံပါတယ်။မူရဲ့ကြံဖက်သမားတွေနဲ့သူတို့ရဲ့သင်္ဘောတွေကိုရက်ပေါင်းများစွာတိုက်ခိုက်ပြီးနောက်ဗီနီဇွဲလားမျိုးကိုတိုက်ခိုက်ဖို့နီကပ်လာပြီးလို့ခရီးပြပါတယ်။ကုန်းလန်းပေါ်ဆိုရင်ပို့လွယ်တယ်။အရန်ပို့လွယ်ပြီးသူတို့သွားမဲ့လမ်းကြောင်းတွေကျွန်တော်သိတယ်။သူတို့အကြောင်းအရာရာကျွန်တော်သိတယ်လို့တမထွန်းကပြောပါတယ်။သူတို့ဗမာနေလဲကျွန်တော်သိတယ်။လူစိုးတွေဗမာနေလဲကျွန်တော်တို့သိတယ်။ ျွန်တော်တို့မကြခင်စတင်တော့မယ်လို့ဆိုပါတယ်မွေးရစီပြမတွေကိုအကန့်အသတ်နဲ့တိုက်မယ်ဆိုတဲ့သဘောသမားထရန့်စကားကဖော်ပြတာပါဒါမှမဟုတ်ဒီတိုက်ခိုက်မှုဟာလေကြောင်းတိုက်ခိုက်မှုနောက်မှာအထူးတဖွဲ့စီးနင်းမှုနဲ့ပေါကောင်းပါနိုင်ပါတယ်တစ်ချိန်တည်းမှာချိတ်ဆက်မှုကတော့ရှင်းပါတယ်မွေးရစီအရှိန်မြင့်တဲ့မှုကိုမွေးရမောင်ခိုးလုပ်ငန်းရပ်ဆိုင်းစီကို ဖြစ်တယ်ဆိုပေမဲ့မွေးရစီဟန်တာဖို့အတွက်ပဲဆိုရင်တော့ဒီလောက်တက်ထားတာမျိုးမလို့အခုလို့စေးလေးလာသူတွေကပြောပါလိမ့်လုံခဲ့တဲ့ရက်ပိုင်းကဆိုးရပြောင်းလဲဖြစ်ရေးဟာ ဒီရပိုင်းတို့မှာဖြင်းမဖြင်းကတော်တော်ထင်ရှားလာပါတယ်ချက်ချင်းတို့ထွက်ရင်တော့မာဒူနဲ့သူမိသားစုကိုဗီနီဇွဲလာမှဘေးကင်းစွာထောက်ခွင့်ပေးဖို့သမနာထွန်းကအကန့်လဲတဲ့တဲ့ရင်ထပ်ပေါ်ပေမဲ့ဆွေးနွေးမှုပြတ်ပြားတော့ပါတယ်သမနာထွန်းကနောက်တော့ပိုပြီးတင်းကျပ်လိုက်ပြီးတော့ဗီနီဇွဲလာဝဟင်ပိုင်းတို့ကိုပိတ်လိုက်ပါတယ်နေကြောင်းလိုက်နေတဲ့လိန်မှုတွေကိုသတိပေးပါတယ်ဒီလိုပိတ်လိုက်တော့ရှော့မတန်လို့ပြောပါတယ်သူပြောနေတဲ့အိဗက်က အဲ့လိုပိတ်လိုက်ရင်ဗီနီဆိုလာကိုအမေရိကန်ကလွတ်လွတ်လပ်လပ်၄ချောင်းဆစ်စင်ကြီးတွေလုံးမယ်ဆိုတဲ့အဓိပ္ပာယ်ပါစင်အားဖြစ်တင်းမှုနဲ့ချင်းချောင်းမှုဟာအစိုးရပြောင်းလဲမြန်စေဖို့ရည်ရွယ်တယ်လို့ USA ရဲ့လက်တင်အမေရိကန်လုပ်ငန်းတွေကိုဦးဆောင်တဲ့ရော်ဘီကတနကပြူဟာပညာရှင်ကပြောပါလိမ့်လက်ရှိချိန်ဒီစီးရရရည်ယူမှုဟာကမ်းလို့ပြင်လည်ပြင်မှာပဲရှိနေပါသေးတယ်တိုက်ခတ်မှုအနည်းဆုံး20ခုကမွေးစေးတွေတဲဆောင်တယ်လို့တံတရားရှိတဲ့သင်းမောတွေကိုတိုက်ခတ်ခဲ့ပြီး ဗင်နီဇွဲလာနိုင်ငံသား83ဦးသေဆုံးပြီဖြစ်ပါတယ်။မြေပြင်တိုက်ခိုက်မှုတွေဟာနောက်တစ်ဆင့်ဖြစ်နိုင်တယ်လို့သုတေသီတွေကယူဆပါတယ်။မြေပြင်တိုက်ခိုက်မှုတွေကအနေရရှိပါတယ်။ခန့်ကိုထောက်ခံသူတွေကနိုင်ငံတကာစုဆောင်မှုတွေနဲ့ရှင်းဆိုင်ဖို့မစတင်ရန်ကတိပြုတဲ့အတွက်ထောက်ခံခြင်းဖြစ်ပါတယ်။ American ထိခိုက်သေဆုံးမှုမဆိုနိုင်ငံရေးကဆူဖြစ်တဲ့အတွက်မေဂန်ကမြေပြင်မှာတိုက်ခိုက်ခြင်းထက်တာဝေးမှဖြစ်ခဲ့ခြင်းကပိုပြီးဖြစ်နိုင်ပါတယ်။ ရွေးချယ်စရာအများပြတော့ trend လက်ထက်မှာရှိပါလေတိုက်ခိုက်မှုတွေကိုဥပမာအားဖြင့်မူရေးလုပ်ငန်းတွေလေရင်ကွင်းတွေနဲ့တခွက်ကန်းတွေကိုသာကန့်သက်မယ်ဆိုပေမဲ့ဒီတိုက်ခိုက်မှုတွေမှာမူရေးစေမှောက်ခွင့်လုပ်ငန်းကအကျိုးခံစားနေရတယ်လို့ယူဆရတဲ့ Venezuela တပ်ကပါထည့်သွင်းတိုးချဲ့နေပါလေအကြီးမားဆုံးရွေးချယ်စရာတွေကတော့တိုက်ခိုက်မှုတွေဟာသမရမာဒူရိုကို ထောက်ခံတဲ့စစ်တပ်နဲ့နိုင်ငံရေးနေချက်စိုးတွေကိုပြင်းထန်ထားခြင်းဖြစ်ပါတယ် ဒီတကိုင်းမှုကိ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 ုကာကွယ်ရေးတော်မှအမေရိကန်သားပထမမီးစေဝါတိုက်ဖျက်ရေးစစ်ဆင်ရေးဖြစ်ပုံဖော်ပြီးထရန့်ကသူ့ကိုထောက်ခံသူတွေထံနိုင်ငံရေးရအကာအကွယ်ယူပြီးမာရူဝိုကိုဖြုတ်ချဖို့အတွက်ကြိုးစားလာတာပဲဖြစ်ပါလေ။နာမည်ပတ်တမတိုက်ခိုက်နေတယ်လို့ပြောလို့ကြောင်းအမေရိကန်စစ်တပ်ဆိုင်ရာတာဝန်ရှိသူတွေကပြောပါလေ။ဒီတိုက်ခိုက်မှုဟာမာရူဝိုကိုထိတ်တန့်ကောင်းဆောင်တွေကစန့်ကျင်အာခံမှုမဖြစ်ရင်တော့ပထမခြေလှမ်းဖြစ်နိုင်ပါလေ။ဒီလိုတိုက်ခိုက်မှုမစတင်ခင် မာရူရိုကိုဖမ်းမိပုံမလားမာရူရိုကပဲသူ့ဘာသာသူထွက်သွားမလားဒီလိုမျိုးရွေးချယ်ရမယ်လို့ဆိုပါတယ်။ဘာပြောမာရူရိုကိုတိုက်မယ်ဆိုရင်တော့ဗီနီဇွဲလားနိုင်ငံတွင်အပြက်စီးတဲ့အရန်များသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဗီနီဇွဲလားစစ်တပ်ပိုင်းကလည်းခေါင်းချင်းရိုက်နေတာပါ။မာရူရိုကတော့သူ့ကိုကောက်ကွယ်မဲ့တပ်ကအလုံးရင်းရှိတယ်လို့ဆိုပါတယ်။ဗီနီဇွဲလားမှာလည်းရုရှားလို SU-100 လေကြောင်းရဲ့ကောက်ကွယ်ရေးစနစ်တွေ စုခွိုင်းတက်တီတက်လျင်နေ ရှိပါတယ်။ဒါနဲ့ဒါတွေကိုဖျက်ဆီးခြင်းခဏလေးပါလို့အမေရိကန်ကပြောပါတယ်။အမေရိကန်သားဝင်လာရင်တော့သေကြတယ်။ဗင်နီဇူလာတက်တီလက်နက်ချပြီးပြေးသွားလိမ့်မယ်လို့ပြည်ပရောက်နေတဲ့ဗင်နီဇူလာစစ်ဗိုလ်ချုပ်တွေကပြောပါတယ်။ပထမဆုံးသေးကြတာတကူကတော့လေချောင်းကနေတိုက်မယ် USG General Folk ကနေဒုံးကြီးတွေနဲ့ပြစ်လိုက်မယ်အဲနောက်ကြီးတက်တွေကဝင်လာလိုက်မယ်ဒီလောက်ဆိုမတူဘူးပွဲသိမ်းသွားပါပြီလို့စီရေးလိလာသူတွေကပြောပါလိမ့် ။နောက်တရင်ဘုတ်ပြောချင်ပါတယ်။ဘလို့ချင်းချောင်းမှုကိုမဆိုတံမြန်မှုနေတိုးတက်တွေကအသင့်ဖြစ်နေပြီဆိုပြီးတော့နေတိုးထိတ်တန်တမှုတွေကပြောပါတယ်။နေတိုးဟာသူ့ဖို့နိုင်ငံရဲ့နေမျိုးကောက်ွယ်ဖို့အတွက်စည်ရေးနဲ့စည်ရေးမဟုတ်တဲ့နည်းပြူဟာနှမျိုးလုံးပေါင်းဆက်ပါဝင် နေတဲ့ချင်းချောင်းမှုတွေတိုးလာနေတာကိုတုံ့ပြန်မှုအစဉ်သင့်ဖြစ်နေရမယ်လို့နေတိုးမဟာမိတ်ဖွဲ့ထိတ်တန်စီဦးစီချုပ်ဘူဒိုဂျီအလက်စ်ဂရင်းကန်ဝက်ကပြောပါတယ်။ချင်းချောင်းမှုထဲမှာရန်သူလုံခြုံရေးကိုထိခိုက်စေဖို့ ဒီဇိုင်းထုတ်ထားတဲ့စည်ရည်အပြင်စီးပွားရေးနိုင်ငံရေးနည်းပညာဒီနည်းလမ်းမျိုးစုံပါဝင်နေတာကိုရည်ညွှန်းပါတယ်။ပုံမှန်အဖြစ်စိုက်ဘာတိုက်ခိုက်မှုတွေဒရင်းမှားဖြန့်ဝေခြင်းအဓိကအခြေခံစောင့်တွေဖျက်ဆီးတာဒရုန်းတွေဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့လက်နက်ကင်ဖွဲ့တွေတုံးပြတာပါပါတယ်။အဓိကအပြင်ဒီရပိုင်းတွေမှာရုရှားရဲ့ EU ပေါ်ချိန်ချောက်မှုကတိုးမြင့်လာတာပါ။အချိန်မီ EU နဲ့စစ်ဖြစ်နိုင်တယ်ဆိုတော့ရုရှားသမ္မတပူတင်ရဲ့ပြောစကားကြောင့် EU ဖွဲ့နိုင်ငံတွေ အားလုံးဒီဘက်ပါဝင်တဲ့နေတိုးဖွဲ့ကြီးကဒါကိုလုံးဝလက်ခံမှာမဟုတ်ပါဘူးကမ္ဘာတော်မှာရှိတဲ့စက်ညီဘက်ဖွဲ့တွေက ပို့ပြီးပေါင်းစည်းလာတဲ့အခြေအနေကြောင့် Euro Atlantic ဒေသကိုအတက်နိုင်ဆုံးခိုင်မာအောင် ပြုလုပ်တာနဲ့မြောက်ပိုင်းအာတိတ်ဒေသမှာကျွန်တော်တို့ရဲ့ကာကွယ်တန်းကို ပိုအားကောင်းအောင်ဆောင်ရွက်ဖို့ကအလွန်အရေးကြီးပါတယ်ဆိုပြီးတော့ NATO တက်မှုချုပ်ကပြောပါတယ်။ဒါတွေကတကယ်ပြဿနာတရဖြစ်လာပါတယ်။ဒါတွေပိုဖြစ်လာတော့မယ်လို့ခန့်မှန်းထားပါတယ်။ ခေါင်းဆောင်တွေအနေနဲ့သတိတရားကြီးကြီးနဲ့ကံတွယ်ဖို့လိုပါတယ်လို့နေတို့တက်မှုချုပ်ကပြောပါတယ်။နေတို့ရဲ့ဥရောပမဟာမိတ်တက်မှုချုပ်ဖြစ်တောင်းဝန်ထမ်းဆောင်နေတဲ့ American ဘိုလ်ချုပ်ကြီး Alex Green ကဘယ်ဂျန်နိုင်ငံ Most မြို့ပြည်မှာရှိတဲ့မဟာမိတ်တက်တွေရဲ့စစ်ထဏာချုပ်မှာသတင်းတောက်တွေကို ပြောတာပါ။ဥရောပမှာမကြသေးခင်ကဖြစ်ခဲ့တဲ့ဖြစ်အပြီးနဲ့ပတ်သက်ပြီးတချို့ကပေါ်ဆမှုဖြစ်ပြီးတချို့ကရွေကျက်ရှိရှိလောက်တာလို့ပြောပါတယ်။ဒီချင်းချောင်းမှုတွေနောက်ကွယ်မှာဘသူရှိနေတယ်ဆိုတာ ပြောဖို့အရေးကြီးကြောင်းနဲ့အဲ့ဒီဖြစ်ရောက်ွယ်မှာတချို့နောက်ွယ်မှာရုရှားရှိနေတယ်ဆိုတာအလုံးကအသိထောင်သူကပြောပါတယ်ရုရှားကတော့နောက်နိုင်ငံတွေကိုထိခိုက်စေတဲ့ drone ဖြစ်တဲ့နဲ့ cyber တိုက်ခိုက်မှုတွေနောက်ွယ်မှာရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေကိုအငဲနဲ့ငင်းဆုံနေတာဖြစ်ပါတယ်ရုရှားသမ္မတပူတင်ကတော့ယူကရိန်းငင်းကြေးဆွေးနွေးမှုမအောင်မြင်ပဲဥရောပနဲ့တရက်ကဘာစစ်စတင်မှုတော့အသင်ပဲလို့ချင်းချောက်ထားပါတယ် မေဂန်ထူကိုစလေနဲ့မော်စကိုမှာရှိတဲ့ကရမလင်နန်းတော်မှာ9နိုင်ကြာဆွံ့နေပြီးတဲ့နောက်မှာတော့ဘာမှဆင်မပြေခဲ့ပါဘူး။အဲဒါရုရှားနိုင်ငံကြီးမွာရာဂျန်မေရီဦးရှိကော့ကငြင်းချင်ရေးဆွံ့မှုဟာနီးစတဲ့အဆင့်ကိုတော့မရောက်ခဲ့ဘူးလို့ထုတ်ပြန်သွားပါတယ်။ပူတင်ဘက်ကထရန့်ကန်လန်တဲ့ငြင်းချင်ရေးဆွံ့ပြချက်တွေဟာယူကရိန်းတပ်သားဥရောပခေါင်းဆောင်တွေတောင်းဆိုတဲ့အချက်တွေပါဝင်နေပြီးရုရှားအတွက်ထယ်သွင်းစဉ်းစားပေးမှုတွေပါကြောင်းရုရှားဟာဥရောပအာဝန်တိုက်မယ်လို့ထင်မြင်ချက်ဟာအင်မတန်ကြီးပေါ်ရာကောင်းနေပြီး ျွန်တော်တို့ဘက်မှတိုက်ခိုက်မှုမရှိပေမဲ့ဆွတ်ဖတ်မှုတွေနဲ့စုံမှုလာရင်တော့နေတို့ဥရောပမဟာမိတ်တွေနဲ့တတိယကမ္ဘာစစ်ကြီးစတင်မှုလဲလုံးဝမကြောက်ဘူးလို့ပြောပါရယ်။သူတင်တတိယကမ္ဘာစစ်ချင်းချောက်စကားကြောင့်ဥရောပခေါင်းဆောင်ဒါဇင်နဲ့ချီပရက်ဆင်တို့ရောက်နေပြီးတော့ယူကရိန်းငင်းချင်းအကောင့်ထဲခွန်နိုင်ဖို့ရေးပေါ်စီဝေးလုပ်နေပါတယ်။ဒီကအပြင်ယူကရိန်းငင်းချင်းရဲ့ခေါင်းဆောင်တွေဖြစ်ပြီးဒီဥရောပလုံခြုံရေးအတွက်သာဆွေးနွေးကြတာပါ။နော်ဝေနိုင်ငံသားရေးဝန်ကြီး အစလန်ပါတီဒီကပူတင်ရဲ့တတိယကမ္ဘာစစ်အတွက်အသင့်ဆိုတဲ့စကားကြောင့်ယူကရိန်းကိုပိုထောက်ပံ့ကြဖို့အရေးကြီးပြီလို့ပြောပါတယ်။ဥရောပရဲ့ကန်ဂျမဟာစီးပေါ်ရောက်နေပြီးတော့ထုတ်ပြန်သွားပါလိမ့်။ဖရန်နိုင်ငံဂျာအိဝန်ကြီးအီလီနာဘက်ဒိုနန်ကလည်းရုရှားဟာယူကရိန်းရဲ့ငြိမ်းချမ်းရေးကိုစိုးရိမ်လို့စင်မရှိကြောင်းပြောပြီးနေတိုးကြီးကတော့တတိယကမ္ဘာစစ်အရေးသိမ်းပြီးပြောပဲယူကရိန်းကိုပိုထောက်ပံ့ပြီလို့သာပြောသွားပါလိမ့်။ လက်ရှိနော်ဝေပိုလန်နဲ့ဂျာမနီတို့ဟာယူကရိန်းလက်နက်တွေဝယ်ယူနိုင်ဖို့ပေါင်389သန်းထောက်ပံ့ပေးဖို့သဘောတူထားပါတယ်။အမေရိကန်ထူးကိုယ်စားလှယ်တွေပူတင်နဲ့ရုရှားကိုယ်စားလှယ်တွေနဲ့ယူကရိန်းရင်းကိန်းတကားပိတ်ပြီးတော့9နိုင်ကြာဆွေးနွေးမှုအခြေအနေသေးစွကတော့နှစ်ဖက်လုံးကဘာမှထုတ်ပြန်ခြင်းရှိပါဘူး။ဒီလိုချင်းဒီမှာ နေတိုးဖွဲ့အတွက်ကတော့ပြင်ဆင်စရာရှိတာတွေကိုအကောင်းဆုံးပြင်ဆင်ဖို့အတွက်အရေးကြီးတယ်လို့သတိပေးသွားတာပဲဖြစ်ပါလိမ့် နောက်သတင်းပုတ်ပြောချင်ပါတယ်။ရုရှားသမ္မတပူတင်နဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့နယူးဒေလီမှာထိပ်သီးဆွေးနွေးပွဲတွေလုပ်နေပါလေ။ပူတင်နဲ့မိုဒီတို့ဟာဒီကနေ့ဆွေးနွေးပွဲတွေစတင်ပြီးပူတင်ကိုကော်စောနေခင်းပြီးတော့ဂျိုးဆိုခဲ့ပါတယ်။ဒီကွေရဲ့ငင်းချင်းကျွတ်မှုတွေကိုအိန္ဒိယကထောက်ခံတယ်လို့မိုဒီကပြောပါတယ်။ ဒါဟာပူတင်အတွက်၄နှစ်အတွင်းပထမဆုံးချိန်အိန္ဒိယခေစင်များအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုကြောင့်ဆယ်စုနှစ်ပေါင်းများစွာတနမန်ရေးတင်းမာနေခဲ့ပြီးရုရှားရဲ့လက်လက်နဲ့ရင်းနှံအများဆုံးဝင်တဲ့အိန္ဒိယနဲ့ကုန်သွယ်ရေးတိုးမြှင့်လိုနေပါလိမ့်။ရုရှားရဲ့နယ်ဝေးမှုနဲ့ပတ်သက်ပြီးမေဂန်သမားထရန့်ကအိန္ဒိယကုန်စည်တွေပေါ်ချမှတ်တဲ့အခွန်တွေချော့ချဖို့ကုန်သွယ်ရေးသဘောတူညီချက်အတွက်အိန္ဒိယဟာအမေရိကန်နဲ့ဆွေးနွေးချိန်မှာပူတင်ရဲ့ခီးစဉ်ထွက်လာတာပါ။ပြောရမယ်ဆိုရင်တော့အိန္ဒိယကိုအမေရိကန်စီပါတော့မှကိုရုရှားကလည်းစိုးရိမ်နေပါတယ် အမေရိကန်ကလည်းအိန္ဒိယကိုရုရှားစီပတ်တော့မှာ ပြန်လည်စွန့်နေပါတယ်။ဒါကြောင့်ရုရှားကအိန္ဒိယကိုမလုံးနေတဲ့ရုရှားရဲ့ SUVB 7နောက်ဆုံးတော့တိုက်ပီယင်ဂျီရဲ့ဒီနီးစနစ်တွေအကုန်ပေးမယ်လို့တော့ကန့်လန့်ထားတာဖြစ်ပါတယ်။ရုရှားဟာစစ်သွင်းနေများစွာကြာအိန္ဒိယအတွက်ထိုက်တန်လက်နက်ထောက်ပံ့သူပါ။ ပြောမယ်ဆိုရင်အိန္ဒိယလက်နက်တော်မင်းကရုရှားစီကဝယ်တာပါ2030ခုနှစ်မှာကုန်သွယ်မှုကိုဒေါ်လာဘီလီယံတရာအထိတိုးမြင့်မှုကျိုးပန်းမှုမှာအိန္ဒိယကုန်စည်တွေကိုပုံမတင်သွင်းလို့သူတို့အိန္ဒိယရဲ့ရင်းနှီးဝယ်ယူမှုကိုလည်းတိုးမြင့်ရေးထောက်ဖို့ပြောဆိုထားပါတယ်ရုရှားကယူကရိန်းကိုဝင်ရောက်တခိုက်ပြီးနောက်ဥရောပနိုင်ငံတွေရဲ့ရှွမ်းရည်စံနာပေါ်မိခိုမှုကိုလိမ့်မိပါကြရှော့ချပြီးနောက်အိန္ဒိယဟာရုရှားရဲ့နိုင်ငံစဉ်ကိုရှော်သေးတယ်နဲ့တိုင်းကျုံဝင်ပါတယ် ပြောရရင်တဖက်ကလန်ကနေရုရှားကိုဝင်ဝင်ထောက်ပံ့ပေးသလိုဖြစ်နေပါတယ်။ခုနကမှတော့အမေရိကန်ရဲ့ခွန်ပိတ်ဆုံးမှုကြောင့်ဖိအားပေးခံရပြီးအိန္ဒိယကဝင်ဝင်လျှော့ချခဲ့ရပါတယ်။အိန္ဒိယကဘယ်တော့မှပတ်မလိုက်ပါဘူး။အိန္ဒိယမှာယက်တိချက်ရှိပြီးအိန္ဒိယယက်တိချက်ကငင်းကြင်းရေးပါပဲလို့မိုဒီကတော့ပပနေနဲ့ပြောသွားပါလိမ့်။ငင်းကြင်းရေးအတွက်ကျိုးပဲအားထုတ်မှုတိုင်းကိုလည်းထောက်ခံတယ်လို့သူကပြောပါတယ်။နှစ်နိုင်ငံကြားနိုင်ငံရင်းနဲ့စီးပွားရေးတိုးတက်လာတဲ့အမြောက်ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းတွေကျပြန့်လာပြီးတော့ စင်းမြင့်ဤပညာလေးကြောင့်အာဂါတာပိုင်ငေတုကဏ္ဍတွေပူတွဲလှုပ်ဆောင်ရင်မှာနေပယ်တိပေါ်ပေါက်လာနေပြီးစင်းဤပညာပေါ်ပေါက်ဆောင်မှုနေပယ်မှာနိုင်ငံလုံးဟာယုံကြည်ရတဲ့ဆက်ဆံရေးရှိပါတယ်လို့ပူတင်ကဆိုပါတယ်။တရားဝင်ဆွေးနွေးပွဲတွေပြီးဆုံးချိန်မှာတော့နှစ်ဖက်လုံးဟာသဘောတူညီချက်များစွာကိုကြေညာသွားဖို့ရှိတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။အခုလိုအိန္ဒိယကိုပူတင်ရောက်နေတာနဲ့ပတ်သက်ပြီးမေရီကတော့အဆက်မပြတ်စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။ပူတင်ကအိန္ဒိယကိုဘာလာလောက်တာလဲ။ အဓိကအဖြစ်တော့ပြောရမယ်ဆိုရင် သူ့ဘက်ကနေပြီးတော့ဒီအိန္ဒိယကိုထောက်ခံစီခြင်းတဲ့သဘောတရားပဲဖြစ်ပါတယ်ဒါဟာအမှန်တရားပါနောက်ပြီးတော့ရုရှားရဲ့ရေနံဝယ်ယူမှုကိုအိန္ဒိယကရက်ဆိုင်ဖို့အမေရိကန်ကဖိအားပေးတာနဲ့ပတ်သက်ပြီးဘာကြောင့်လဲဆိုပြီးတော့ပူတင်ကမေးခွန်းထုတ်လာပါတယ် ်အမေရိကန်အနေနဲ့အဲ့ဒီလိုမျိုးဖိအားပေးစရာအကြောင်းမရှိဘူးလို့ဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးအမေရိကန်ကတော့ဘာမှတုံ့ပြန်ဖြေဆိုခြင်းမရှိသေးပါဘူးပူတင်ဟာဝန်ကြီးချုပ်မိုဒီနဲ့တွေ့ဆုံစင်မှာပြောတာပါအမေရိကန်နိုင်ငံကိုယ်တိုင်ကသူ့ရဲ့နျူကလ িয়ার စေုံတွေအတွက်ရုရှားကလည်းနျူကလ িয়ার လောင်စာတွေဝယ်ယူနေတယ်ဗျအမေရိကန်ကရုရှားလုံးစာတွေဝယ်ခွင့်ရှိရင်အိန္ဒိယကလည်းဘာလို့ရုရှားရဲ့နယ်စိမ်းနဲ့သမောတမွေကိုဝယ်ခွင့်မရှိပါလဲလို့ပူတင်ကပြောပါလိမ့် အိန္ဒိယရဲ့နိုင်ငံတကာခန့်ကန့်တာကြီးမားလာတဲ့အမည်မဖော်လို့တဲ့နိုင်ငံတွေကနိုင်ငံရေးအကြောင်းပြချက်တွေနဲ့အိန္ဒိယကိုပေါင်ခတ်ဖို့ကြိုးပမ်းနေတာလို့ပူတင်ကဆိုပါတယ်။အိန္ဒိယရဲ့ရုရှားရဲ့နယ်စပ်တင်းမြို့ကနေ2020နှစ်မှတိုင်မီနီတမ900ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။လက်ရှိမှာ36ရာခိုင်နှုန်းအထိတိုးလာလို့ကမ္ဘာဒုတိယအများဆုံးရုရှားရဲ့နယ်ဝယ်ယူတဲ့နိုင်ငံဖြစ်လာပါတယ်။လက်တော့ပြောမှုဖြစ်ဒေါ်လာထရန့်ကအိန္ဒိယကော်မတီဘော်စီချက်ကို90ရာခိုင်နှုန်းတမတ်ခဲ့ပြီးမကြသေးမီရုရှားရဲ့နယ်ကော်မတီဘော်အမေရိကန်တန်ခတ်ပိတ်ဆို့မှုကြောင့်အိန္ဒိယရဲ့နယ်ချက်လုပ်သူတွေကရုရှားကနေရေနယ်ဝယ်ယူမှုရှော့ချခဲ့ရပါတယ်။ ရုရှားရဲ့နိုင်စင်ကပြုလုပ်ထားတဲ့ရေလံထုတ်ကုန်တွေတင်ပို့တာရပ်ဆိုင်းမယ်လို့အိန္ဒိယနိုင်ငံရဲ့အကြီးအမားဆုံးပုဂ္ဂလိကရေလံချက်ကံမီကြီးတွေကကြေညာပါတယ်။အိန္ဒိယ S100 ဒေါ်ခွင့်စနစ်နဲ့ S57 ကိုပြောက်ဖိုင်တာဂျက်တိုက်လေးနဲ့ရောင်းဖို့ရုရှားကပြောနေပါတယ်။အိန္ဒိယနဲ့ရုရှားဟာ2030ပြည့်နှစ်မှာမြန်မာနိုင်ငံကြားကုန်သွယ်မှုကိုဒေါ်လာဘီလီယံ100အထိရောက်ဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။နောက်တဲ့တဲ့ဘုတ်ပြောကျင်နေပြ။ စီရေးစီမံတွေကိုစကနယ်မောင်မြောက်ဝေခဲ့တဲ့ကာကွယ်ဝန်ကြီးပြီးဟာဆက်ရဲ့လုပ်ရက်နဲ့ပတ်သက်ပြီးကာကွယ်ဝန်ကြီးနှုတ်ခတ်ပြီးမှဆိုပြီးတော့လွှတ်တော်ကပြောနေပါလေစီရေးစီမံတွေကိုလူများသုံးတဲ့ messenger platform တစ်ခုမှာဆွနေခဲ့တယ်အမေရိကန်ကာကွယ်ဝန်ကြီးပြီးဟာဆက်လုပ်ရက်ဟာမဖြစ်တဲ့ကိစ္စလို့ဝန်ကြီးဌာနသုံးတဲ့ချက်ကဖော်ပြပါတယ်ကာကွယ်ဝန်ကြီးဖြစ်တဲ့ ပင်ကိုစစ်တမ်းနာကျရဲ့36ချက်ထဲမှာဝင်ကြီးပိဟဆဟာသူ့ရဲ့ပုံကိုရေးသုံးပြီးတော့ဖုန်းတွေက signal app ကိုသုံးပြီးစစ်စင်အစီအမံတွေကိုတခြားအရာရှိတွေနဲ့ဝေမျှဆွေးနွေးခဲ့ပြီးလုံထုံးလုံးပြီးမှားယွင်းနေတယ်လို့ကြောက်ချက်ချခဲ့ပါတယ်။မလာလုံကယင်းနိုင်ငံမှာခုပြီးပြောက်ကြားတက်တွေကိုအမေရိကန်ကလေကြောင်းနဲ့ခိုင်မှုတွေမစခင်မှာ signal group တစ်ခုဖွဲ့ခဲ့ပြီးပိဟဆ ုသမာဂျေဒီဘန့်စ်ဖို့ထလိုင်းအေဂျင်စီ CIG ကဂျော်ရကလစ်နဲ့မြို့သားလူကြုံအကြံပေးရာရှိ My Watch တို့ဆွေးနွေးခဲ့တဲ့ကိစ္စပေါ်လာပြီးပင်တကုံကဒီကိစ္စပြန်သုံးသပ်ခဲ့တာပါအဲ့ဒီတော့က My Watch ဟာသတင်းဌာနအေဒီတာချုပ်တို့ကိုဒီ group chat တွေမှားထည့်မိရကလည်းဒီ signal ကြီးကပေါက်ကြားသွားပါလေလုံထုံးလုံးကြီးအရာဆိုရင်ခုလိုမျိုးထိလွယ်ရှလွယ်ရှိတဲ့စည်ရေးစီမံနဲ့ပတ်သက်ပြီးအများပြည်သူတုံးတဲ့ platform တွေမှာဆွေးနွေးခွင့်မရှိပါဘူး။ Pentagon ကတော့လုံခြုံရေးအရာရောင်းပြီးစိတ်မချရတဲ့အများသော platform တခုမှာစစ်ရေးလိုအပ်ချက်တွေကိုဆွေးနွေးခဲ့တဲ့ PH ဆက်လို့ရဟာလိုက်ကစစ်ကြီးတွေအတွက်ကိုအထူးအနေနဲ့ဖြစ်စေတဲ့ကိစ္စမျိုးလို့ကောက်ချက်ချပါတယ်။ Pentagon ရဲ့စုံစမ်းစစ်ဆေးရရှိချက်က PH ဆက်ဟာဘလို့စစ်ရေးချက်လက်တွေကိုစင်ကာပူမြောက်ဝေခဲ့လဲဒါတော့ထုတ်ဖော်မပြောတော့ပါဘူး။ အင်ဂျူရောကတော့ပိဟဆဟာဆေးလိုအပ်ချက်ကိုပေါက်ကြားစေခဲ့တယ်ဆိုတဲ့ဆွဆွချက်တွေညင်ပါလေဒီ30ချက်ဟာမှားရကြောင်းအစင်ခံချက်မှာကောက်ချက်ချထားတဲ့လိုမျိုးဆေးလိုအပ်အစ်စ်တရင်အချက်လက်မျှော်ဝေခဲ့တာလည်းမရှိကြောင်းအင်ဂျူရောကပြောပါလေအဲ့ဒီကောက်ချက်ချမှုကိုခိုင်မာစေမဲ့တက်သေးပါတစ်ခုမှမရှိကြောင်းဒါပေမဲ့စန့်ကျင်ဘက်ကနေတက်သေးပြဖို့အထောက်အထားတွေကတော့အများပြားရှိနေပြီအ ਨੇ စုံတော့စစ်စင်ရေးကိုအတိတ်အဆောင်အမှားအယွင်းနည်းနည်းလေးတောင်မရှိပဲချောချောမောမောအကောင့်ထဲဖော်နိုင်ခဲ့တယ်ဆိုတာ ညီမရဘူးလို့ဆိုပါတယ်။ပြီးဟာဆက်ကလည်းသူဟာစီရင်ခင်းချင်းစီမံတွေကိုစကနယ်မှာမျှဝေကြောင်းဆွဆွဲချက်တွေကိုပယ်ချပါတယ်။သူဟာစုံစမ်းစစ်ဆေးအရာရှိချုပ်ကတွဲဆုံမေးမြန်းခွင့်တောင်းဆိုတာကိုလည်းညင်ပါတယ်။သူရဲ့တီးကြားကြညာချက်မှာတော့ပြီးဟာဆက်ကလုံပိုင်ခွင့်အရာ သူဟာစီရင်လှုပ်ဝက်ချက်တွေကိုထောက်ပြန်ပိုင်ခွင့်အပြည့်ရှိပါကြောင်းပြီးတော့သူဝေမျှခဲ့တဲ့အချက်လက်တွေဟာလှုပ်ဝက်အစစ်မဟုတ်ပဲ မြောက်ဝေကိုအလျက်ကင်းတယ်လို့သူယူဆတဲ့အတွက်မြောက်ဝေတာသာဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်သတင်းတပုတ်ပြောခြင်းနဲ့ဗျာ ကြားဖြတ်နေရပေါင်း90ကိုစီနီမီဒေါ်လာ313သန်းဖို့သိမ်းဆည်းတယ်လို့ထိုင်းဝန်ကြီးချုပ်ကထုတ်ပြန်ပါလေ။ထိုင်းအနာပိုင်ဟာကြီးစားကြားဖြတ်နေနေမှုစီမံကိန်းအရနိုင်ငံတော်ကခရီး22ခုရှိနေရပေါင်း90ကိုစုံစမ်းစစ်ပြီးဝင်ရောက်စီနီယာမှာဘတ်7ဘီလီယံကျော်ဒေါ်လာ313သန်းကျော်ဖို့သိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ပါလေ။နေဆက်ဖြတ်ကျော်ကြားဖြတ်လုပ်ငန်းများမြေဖြတ်ရေးဆိုတဲ့စည်ရေးအရာ ကမ္ဘောဒီးယားအခြေစိုက်ကထိုင်းနိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်နေတဲ့ကြားဖြတ်ကွင်းရဲ့နဲ့ပတ်သက်ပြီးစုံစမ်းခေါ်ထုတ်စီနီယာဇင်ခံရွက်လေတွေအစီအမြင်ဇင်ခံကားတွေဗန်စင်းသိသိမှုတွေတခြားပိုင်ဆိုင်မှုတွေကိုထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုဌာနကဖော်ထုတ်နိုင်ခဲ့ပါတယ်။အဓိက ကြားဖြတ်ကွင်းရဲ့ကြီးလေးခုနဲ့ပတ်သက်တဲ့သိသိရမှုမှုအများပြခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်ကသတင်းစာရှင်းပွဲမှာပြောပါတယ်။ဒီကြားဖြတ်အဓိကကွင်းရဲ့ကြီးလေးခုကတရုတ်ကမ္ဘောဒီးယားစီးပွားရေးသမားချန်စီကွင်းရဲ့ကနေဒေါ်လာ စတိတမ8တန်းကိုတိမ့်စီကြောင်းဒုတိယကွန်ရက်ကကမောဒီးယားချားဖြတ်ကောင်းသောကော့အန်နဲ့ပတ်သက်တဲ့ဒေါ်လာ14.6တန်ဖိုးအကြီးမားဆုံးသိသိမှုဖြင့်တန်ဖိုးထိုင်းနဲ့မစ္စတာယင်းလိုက်နဲ့မစ္စတာဘန်စမစ်တို့ပိုင်မှုမှသိသိချင်းဖြစ်ပြီးတော့မြေကွန်လိုတက်ခန်းနေအပါဝင်ဒေါ်လာ390ဖိုးပောင်းဝင်ပါတယ်။ဈေးကကျူးကျူးနိုင်ကားစီ Ferrari 488 GDB ကားစီနဲ့ Porsche Cayenne SC Hybrid Cup တို့ကိုလည်းပောင်းဝင်ပါတယ်။ စတိုးလောက်ကရင်ကခရစ်ပတိုငွေကြေးနဲ့စတော့စီကမှငွေကြေးခွာချကစားခြင်းပြုလုပ်ခဲ့တယ်။ Lura and Co. ပါဝင်ခြားဆက်ဆက်ကုမ္ပဏီပိုင်ဆိုင်မှုမှသိသိချင်းပြင်ပြီးဒေါ်လာ1.4သန်းတန်ပါတယ်။ Cambodia Civil Bank BIC အခရာမစတာရင်းလိပ်ဟာထိုင်းမျိုးသမီးကိုဇနီးလုပ်ပြီးထိုင်းနိုင်ငံသားခင်ထားမှုကိုလည်းနိုင်ငံသားဖြစ်ကနေပြန်ပယ်ဖြစ်တယ်လို့ဝန်ကြီးချုပ်အနုတင်ကဆိုပါတယ်။ တေးစီပစ္စည်းတွေအရ90အရာရေးတေးစီချင်းဖြစ်ပြီးတရားမဝင်ဥပဒေပြင်မမှာရှာဖွေထားတဲ့ပစ္စည်းတွေမဟုတ်ကြောင်းရက်30အတွက်အယူခံတင်သွင်းကခိုင်လုံခဲ့ရင်တော့ပြန်ပေးမယ်လို့ရှင်းလင်းပြောပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်တော့ပြဿနာဖြစ်စရာတစ်ခုကတော့ကြားဖြန့်ကိုရက်မယ်ကိုရက်တွေကိုနှိမ်နှင်းမယ်လို့ပြောနေတော့ထိုင်းဝန်ကြီးချုပ်နဲ့ကြားဖြန့်ခေါင်းဆောင်တူတို့အတူရှိတဲ့တပ်ပုံတွေပြန့်နှံ့လာပါတယ်။ကြပြက်နေမင်းစီမံချက်ကြီးမှာဒေါ်လာသန်း300ကျော်ဖို့တင်းစင်းမှုတွေလုပ်နိုင်တယ်လို့အနုတင်ကကြညာပြီးနိုင်ပိုင်းကြာမှာပဲ ထိုင်းလူမှုကွန်ရက်ပေါ်မှာသူ့ရဲ့အဓိကအကြဖြန့်တန်တရာခေါင်းဆောင်တောင်အာဖရိကသားဘန်ဂျမင်မူအာဘကအများခေါ်ဘန်စမစ်နဲ့တူဓာတ်ပုံတွဲရတဲ့ဓာတ်ပုံတွေလက်ရှိထိုင်းဗန်နာရေးဝန်ကြီးအခနီတီနဲ့ဘန်စမစ်တို့တွဲရထားတဲ့ဓာတ်ပုံလူမှုကွန်ရက်မှာပြန့်လာပါတယ်ဒီလိုဝေဖန်မှုတွေမြင့်တက်ချိန်ထားတိုက်ခံပြည်သူပါတီခေါင်းဆောင်ဖြစ်တဲ့ရန်စီမေယုံက Facebook မှာဒီပုံတွေရဲ့သဘောတဘာဝကဘန်စမစ်ဆိုတာနဲ့ထိလို့မရနိုင်ဘူးလို့ပြောစရာဖြစ်မနေဘူးလားလို့မေးခွန်းထုတ်ပါတယ် ရန်စီမာရောဟာရရှိတဲ့တည်င်းချက်လက်ရာဝန်ကြီးချုပ်အလူတင်နဲ့တူဒုဝန်ကြီးချုပ်လည်းဖြစ်စိုက်ပျိုးဝန်ကြီးလည်းဖြစ်တဲ့တန်မာလက်တို့ဟာကြားဖြတ်တန်တရားခေါင်းဆောင်ဘန်စမင်းနဲ့ချိတ်ဆက်ပတ်သက်မှုကြောင့်ဂျာရူကလည်းနှုတ်ခွက်ကြဖို့အဆိုတင်သွင်းသွားပါတယ်။ဒီလိုဝေဖန်မှုတွေမြင့်တဲ့ချိန်အလူတင်က Channel 3ရုပ်သံမှာမိမိနဲ့ဘန်စမင်းတွေ့ဆုံခဲ့ဟာ2014ကစင်ကာပူမှာလုပ်တဲ့အစည်းအဝေးတစ်ခုမှာတွေ့ထားတာဖြစ်ပြီးတခြားဘာပတ်သက်မှုမရှိကြောင်းပြောသွားပါတယ်။ ဗန်နိုင်းရီ NLD ကလည်းထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှပြုတ်တဲ့လွန်ခဲ့တဲ့9နှစ်ကစီဝေးမှာဘန်စမစ်နဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပြီးအဲဒီတုန်းကပွဲတက်သူ100နီးပါးလောက်ရှိပြီးလိမ့်စာကတိလဲလှယ်ခဲ့ပေမဲ့နောက်ပိုင်းဘယ်စစ်တမမရှိဘူးလို့ညင်းဆို့သွားပါတယ်။နောက်ဆုံးသတင်းပို့ပြောချင်ပါတယ်။ဒီအဖြစ်ကတော့ငိုအားထက်ရီယာတန်ဆိုတဲ့ဖြစ်ပြ American နိုင်ငံဘာဂျီးနီးယားပြည်နယ်ထဲမှာ AS Store တခုဝင်မှွေပြီးတော့ရက်တွေဖောက်တော့ပြီး movie 8ပြည်နယ် Recon World ကိုလေးဟာဖန်ခံရပါတယ်။ ဒီဖြစ်စဉ်ကိုဟန်နိုဘာခရိုင်ထရစ်ဆန်ကောင်ဝဆောင်ချော်ရေးဌာနကဟာသဆန်လူမှုကွန်ရက်ပေါ်မျှဝေခဲ့တာဖြစ်ပါတယ်လူများကြားပွဲကြစီရပါဒီဒီမာနီယန်နီမှာတင်ထားတဲ့ post တင်မှာတော့အင်တာကမုတ်ခွက်ပြီးမှမဟန်နေမှောက်နေတဲ့ recon လေးကိုတွေ့ရပါတယ်အရက်နဲ့နေတဲ့နန်ဆော်နေပါတယ်သူ့လက်ချက်ကြောင့်ဆန်ရဲ့ရှောင်းလမ်းမှာအရက်ပလင်းတွေလည်းကြောက်ခွဲနေပါတယ်စတိုးကလည်း ဝင်တောင်းကြံခဲ့တဲ့ dragon ကိုအထောက်ထားခိုင်မာနဲ့လက်ပုလက်ချက်မိတယ်လို့ဆိုပါတယ် dragon ကိုလည်းမျက်နှာပေါ်မှာမျက်နှာဖုံးဆွထားသလိုအမဲအောင်မှုတွေဖုံးလွှင်းနေရှိပါတယ်ဒါအပြင်လက်ရှိမှာတော့ဒီ dragon လေးမှုသွားတဲ့အတွက်ကြောင့် plane တွေကွင်းနေတာကိုရှောင်းတင်းရင်တတိကြီးဝင်ရောက်စစ်ဆေးရနေအိပ်ပျော်နေတဲ့ dragon လေးကိုတွေ့ရပါတယ်ဒီ dragon လေးကိုတိရစ္ဆာန်ဆောက်ရှောက်တောင်းဝင်ရှိသူတွေကလာပြီးတော့ခေါ်ထုတ်သွားပါတယ်အဲ့ဒီ dragon လေးကမနိုးလာပါဘူး ရကုန်းလေးပြန်လည်လာပြီ။နိုင်ပေါင်းတော်ကြောင့်တော့အရင်နာမကြအောင်ပြုစုပေးကြ။ဒဏ်ရာမထာတဲ့တေချာစစ်စစ်တီဗီမှာတောင်းရင်းကိုပြန်လှုပ်ပေးခဲ့တယ်လို့သိရပါတယ်။